EDS Bank ရဲ့ဖြောပြပွဲနောက်ဆုံးနေ့မှာအဆိုတော်ရီမိုတီဆိုခဲ့တဲ့မငူနဲ့တော့တခြင်းကိုနောက်ဆုံးဖြောပြရင်းနဲ့စင်ပေါ်မှာရုတ်တရက်လဲကြတည်ဆုံသွားခဲ့တဲ့အဆိုတော်အတီနို မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့အောက်တိုဘာလ25ရက်နေ့ညနေပိုင်းကရန်ကုန်မြို့မှာကျင်းပနေတဲ့ EDS Fairway Tour မှာ FIBA 1တို့နိုင်အဖွဲ့ရဲ့အဓိကဆိုတော်ဖြစ်တဲ့အဒီနိုဟာတချင်းဆိုနေရင်စင်ပေါ်မှာရုတ်တရက်လဲကြပြီးကွင်းလွန်သွားခဲ့တယ်လို့သိရပါတယ်အဆိုတော်အဒီနိုဟာည9:50မိနစ်အချိန်ခန့်မှာအဆိုတော်ရီမွန်ရဲ့မငုံနေတော့တခြင်းကိုတီးဆိုနေရင်းနဲ့ရုတ်တရက်လဲကျသွားခဲ့တာဖြစ်ပါတယ်။ လဲကျသွားပြီးတဲ့နောက်အရေးပေါ်ဈေးရုံပို့ဆောင်ခဲ့ပေမဲ့ဈေးရုံရောက်ပြီးမကြခင်မှာပဲကွင်းလွန်သွားခဲ့တာဖြစ်ပါတယ်။နှလုံးရောဂါနဲ့ကွင်းလွန်ခဲ့တာလို့နှိဆက်သူတွေကယူဆနေကြပေမဲ့ကွင်းလွန်ရခြင်းအကြောင်းရင်းအတိအကျကိုတော့အတိမပြုနိုင်သေးဘူးလို့လည်းသိရပါတယ်။အဆိုတော့အဒီနိုကွယ်လွန်သွားပြီဖြစ်ကြောင်းသူရဲ့တငယ်ချင်း Fever 109 Band မှာကိုနီယူကလည်းသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြရေးသားထားပါတယ်။ အဆိုတော့အဒီနိုဟာတေးသန့်ရှင်ထရီစီရဲ့တားတော်ဆက်သူလည်းဖြစ်ပြီး ကွယ်လွန်ချိန်မှာအသက်38နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ Ilios ဘန်ရဲ့ပင်တိုင်းဆိုတော့တယောက်ဖြစ်တဲ့အဆိုတော့ Raymond ဟာလည်းပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ပရိသတ်တွေကိုနှုတ်မဆက်ပဲထွက်ခွာသွားခဲ့ရတာဖြစ်ပြီးအခုဆိုရင်တော့အဆိုတော့ Raymond ရဲ့တခြင်းကိုသိဆိုရင်လည်းအဆိုတော့အဒီနိုကလည်းသူချစ်ရတဲ့ state စင်ပေါ်မှာပဲဝမ်းနည်းစွာနဲ့ပရိသတ်တွေကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရတာပဲဖြစ်ပါတယ်။ ကချင်းဆိုရင်လည်းဘဝတစ်ပါးကိုကုပြောင်းသွားခဲ့ရတဲ့ဆိုတော့အဒီနိုအတွက်ကောင်းရမွန်ရဘဝကို ရောက်ရှိစေဖို့အတွက်ပြည်သက်ကြီးကလည်းဆူတောင်းမြတ်တာပို့တာပေးခဲ့ကြပါအောင်ရှင်။

没来办公室。嗯嗯嗯嗯